ဒါဆိုရင်အပိုင်း၃ကိုသွားအောင်အပိုင်း၃မှာတော့ကျွန်တော်ကလက်ရှိဈေးွက်ထဲမှာရှိနေတဲ့ product တွေရဲ့ quality နဲ့ဈေးနှုန်းတွေကိုဆွေးနွေးတော့မှာဖြစ်ပါတယ်။အဲ့တော့ဒါတွေကိုနားလည်အောင်ကြတော့ theory ကပြောရခက်ဟိုကျွန်တော်ကိုယ်တိုင်တော့မှတောက်လာတာ၈၄၄ရဲ့ဈေးကိုရှိနေပြီပေါ့နော်။ဒီဟာကိုဒီ quality ကိုလက်တန်းပြောမယ်ဆိုလို့ရှိရင်အရင်ပြူးဆိုင်ရတယ်။ဒါပေမဲ့အဲအရေးကြီးဆုံးကရုပ်ထွက်လာပြီးတော့တောက်လို့ကောင်းပြီကွာအရေးကြီးဆုံးပဲ။အဲ့တော့ဘယ် brand ကနေပဲဖြစ်ဖြစ်ဒီစေးကြောက်ကို ဟိုမတော်ဘူးဒီသားစုထဲမှာလည်းရောင်းဝယ်ပေါက်လာတာစိုက်ပျိုးရေးလောက်တာမရှိဘူးဆိုလို့ရှိရင်ဒီတစ်လားနှစ်လားနဲ့ product quality ကိုနားလည်ဖို့ကတော့ဖြစ်နိုင်တယ်။စိုက်ပျိုးရေးလုပ်ငန်းထဲမှာတစ်နှစ်နှစ်နှစ်လောက်ဒါမှမဟုတ်ရင်စီးဆန် marketing မှာတစ်နှစ်နှစ်နှစ်လောက်ဒါမှမဟုတ်လို့ရှိရင်လည်းအဲလို production တွေ store တွေမှာတစ်နှစ်လောက်လုံးလုံးပြီးတဲ့သူတွေမှလာရင်ဒီ product quality ကိုသိချနားလည်နိုင်တာပေါ့နော်။ဒီဥမာ ကျွန်တော်ကလို့မြုပ်ဒီလို့ချက်တုံလို့ဝယ်ရောင်းလို့ကိုဝယ်စားလို့ကိုပြောတာလို့ကျွန်တော် IPC ကိုကြည့်တယ်မြည်တော့ဝယ်လည်းမဟုတ်တော့ဈေးလည်းမဖြစ်တော့ဘူး။ကျွန်တော်ကဘယ်လုပ်ငန်းပြပြ marketing နဲ့လုပ်ရတော့ပါလဲ။ဒါပေမဲ့စိတ်ကြောက် solution တော့အနေနဲ့အရသာရောကြည့်ပြီးတော့ကျွန်တော်ဝယ်တတ်တယ်။အာဈေးလည်းတက်တတ်တယ်။ဒီတက်ပုံနဲ့ video ကိုကြည့်ပြီးတော့လည်းသူရဲ့ quality ကိုအချိန်မီလာပြီးတော့ခံရတတ်တယ်။ဒီရုပ်ချက်ကိုကြည့်ပြီးတော့လည်းဈေးခွင့်တယ်ပေါ့နော်။ဒါပေမဲ့ဒီခုမှတော့လွယ်နေပြီ။ကျွန်တော်တို့ကလည်း showcase တွေမှာလုပ်တတ်တာပဲရှိတာ။တကယ်ဒီဆိုင်ရတဲ့ရှိမှာ ဖြစ်ပြီးတော့ဆိုတော့အခုမှပထမအဆုံး quality ကိုလေ့လာတော့မယ်ဆိုလို့ရှင်တော့အဓိကအရင်ဆုံးသိထားမှာ indoor greenhouse ကအော်ဒိုဆိုက်တာဆိုတဲ့ဟာရဲ့ဒီဟာ input flower ဖြစ်နေတာဆိုတဲ့ဟာရဲ့တော့အရင်ဆုံးသိထားဖို့လိုတယ်အဲဈေးနှုန်းတွေအကြတော့ indoor ဈေး brand အရင်ဆုံးမှာရှိပြီးတော့အာဈေးသက်သာခြင်းဆိုလို့ရှင်တော့ greenhouse တွေကိုကန်လို့ရရဲ့ပြီး press တွေလည်းရှိတယ် indoor press တွေ greenhouse press တွေ တဲ့ market တွေမှာရှိကြတယ်ပေါ့နော်။ပြီးရင်ကိုကဘယ်သူတွေစီအနေဘယ်လို quality တွေကိုဝယ်မလဲဆိုတာအဲကိုစီအနေဘယ်သူတွေကဘယ် quality တွေကိုဝယ်ခြင်းလဲဆိုတာကိုသိဖို့အရေးကြီးတယ်။အဲ့တော့ကိုစီအဝယ်မဲ့လူတွေလူချင်းတဲ့ quality နဲ့ဈေးနှုန်းကိုကိုကဒီဘက်မှာကိုစီစီကွက်တယ်မှာပြန်ချပြီးတော့မှလူပြန်ရောက်ဖို့လုပ်တာ။အဲ့တော့ကျွန်တော်အရှိမပြောခဲ့လို့ပဲလူငယ်အားတုတ်ပြီးဒီဘက်နဲ့ဈေးရောက်တတ်တာဒီပဲအဲ့တော့ marketing ရဲ့ network ရဲ့ profit ရဲ့အများကျန်အောင်လုပ်နိုင် ဆိုတော့ကိုကပထမဆုံးအအတူတူတောင်းတဲ့ border ကိုချိန်ပင်းနဲ့ chain brand တွေကိုဝင်လိုက်လို့ရတယ်လို့ chain ဒီလိုရောင်းနေရင်းနဲ့မှာကိုကအလုပ်ကိုတကယ်လုပ်တဲ့အချိန်တည်းဟောအိုးစေးလေးရောင်းနေတယ်စီရင်တွေစီပွားရေးတွေတော်ရည်ရတယ်တက်စမှာယူနားလေဆိုလို့ရှိရင်လည်းဒီလာတွေကိုစီလာတွေပြုလို့ရပြီးရင်ဟိုကုမ္ပဏီလုပ်ငန်းနဲ့ဒီအုပ်စုရဲ့အတိုင်းစီနေနဲ့လုပ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီလာတွေကိုစီလာ brand တွေအာ adjustment တွေ အောင်ဝင်အောင်ပြောလို့ရတယ်เนาะနောက်တစ်ခုကတော့ဈေးနှုန်းတွေဈေးနှုန်းတွေကတော့ dispensary ဈေး online ဈေး retail ဈေးပို့ဈေးဈေး fan ဈေးလိုမျိုးဈေးတွေအများကြီးရှိကြတယ်ဆိုတော့ဟိုဟို green house တွေက retail နဲ့ dispensary တွေမှာတရားဈေး rate မှာရှိပြီးတော့ inquiry ကြတော့တရားတရားမှာလည်းအမှန်ရှိကြတယ်เนาะအဲ့မဲ့အဲ့ဒီတွေကပိုးဈေးကိုရောက်တဲ့အချိန်ကျတော့100နဲ့80ကျော်ကိုပြန်ရောက်သွားတော့ ဒီလုံချင်ကိုင်းနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ community နဲ့ industry က welcome ဖြစ်တဲ့ခုန price range တွေနဲ့ခုမှ market ရှိတယ်ဆိုလို့ရှိရင်တော့ကျွန်တော်အမြဲအားလုံးအပိတ်ပါပါတယ်ဒီ industry တွေကိုစိတ်ကြောက်ဒီမှာ industry တွေကဝင်ပြီးလုပ်နိုင်နေတယ်နော်အားလုံးတော့ down နေလို့ရတယ်ဒီနေ့ချင်းချင်းကျွန်တော်ကအားလုံးလုပ်လို့စီချင်တယ်အဲ့တော့ဟုတ် ကျွန်တော်ဒီ review လေးကိုလက်စားတော့ပါမယ်ကျွန်တော်ဒီ review ထဲမှာအပိုင်း၃ပိုင်းပြောသွားတာပေါ့နော် brand ကြီးရဲ့ view ရှင် reason challenge ကြီးရဲ့ပြီးတော့ market share quality နဲ့ price ကြီးအောင်ပြောသွားတာပါအဲ့တော့ဒီတော့ဒီအကြံဉာဏ်အကြောင်းအရာလေးတွေပြောတာ ਨੇ ဒီ review ကတော့ရှိနေဆိုလို့ရှိရင်တကယ်ဟိုကိုယ်တိုင်ဉာဏ်လုံးလောက်ရတဲ့အချိန်မှာလုပ်လို့ရတဲ့ကိစ္စတွေဒီချက်ပို့ပြီးတော့အများကြီးရှိအောင်လုပ်ပြီးတော့ကျွန်တော်လည်းဆွေးနွေးနေတယ်လို့ရှိရင်လည်းချိန်လို့ရတယ်မင်းညာလည်းစကားပြောလို့ရတယ်ပုံမှန်လည်းဝင်ရဖို့ပြေခေါ်ပါတယ်ဆိုတော့အားလုံး Jadi dia see you. Peace out.